်မင်္ဂလာပါရှင်မန္တလေးခေတ်တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးရုရှားပြန်မင်းအောင်လိုင်းကိုကြိုဆိုမြစ်စစ်တပ်ထောက်ခံသူများနေပြည်တော်လာရန်လမ်းစရိတ်ဟိုတယ်ကအပအဝင်နေထိုင်စားတဲကိုကစရိတ်ငိမ့်ဖြင့်ငွေကျပ်3000ပါမုံဘိုးပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ယနေ့ရုရှားခီးစင်မှပြန်လာမည်အကျန်းဖက်မင်းအောင်လိုင်းကိုကျိုးဆွရန်အတွက်စစ်တပ်ထောက်ခံသူများကိုနေပြည်တော်သို့လာရန်လမ်းစည်ရိတ်ဟိုတယ်ကအပအဝင်နေထိုင်စာတဲခိုစည်ငင်းဖြင့်ငွေကျပ်3000ကိုပါမုံဖို့ဖြစ်ပြီးသောနေပြည်တော်ဆက်ဘက်တရင်ရှင်မြက်ကပြောဆိုပါသည် အကြမ်းဖက်မင်းအောင်လှိုင်နိုင်ငံခြားခီးစင်မှပြန်လာတိုင်းကြိုးဆိုရန်အတွက်စစ်တပ်နဲ့အတူစီးပွားရေးတွဲဖက်လုပ်ကိုင်နေသောစီးပွားရေးလုပ်ငန်းရှင်တချို့ကအကုန်ကျခံစီစဉ်ကြောင်းမင်းအောင်လှိုင်ကိုကြိုးဆိုရင်းနေပြည်တော်သို့လာမည်စစ်တပ်ဘက်တော်သားတရုတ်ဆောင်အစိုးရဟာတလူရှင်တော်များမဘာသာဘုံကြီးများအမျိုးသားရေးဆုံးရောက်များအတွက်လန်စီဟိုတယ်ကစားစရိတ်တဲခိုစရိတ်မုံဘိုးဖြင့်ငွေကျပ်3000ကိုပါစီစဉ်ပေးကြောင်းသိရပါသည်ဒီနေ့ပြန်လာမယ်ခီးစင်တိုင်းဆိုညနေလောက်ရောက်မယ်ဂျိုးဆိုရေးအတွက်အရင်လိုပဲမိဖက်စီပွားရေးတမားတွေက နေထိုင်စားစရိတ်မုံဘိုးပါစီစဉ်ပေးပြီးတော့ကြိုးစုံရေးခေါ်တယ်။မင်းသားမင်းသမီးတွေကတော့တစ်စင်၊တာမန်ထောက်ခံသူတွေကတော့အနည်းဆုံးမုံဘိုး3000ပေးတယ်။မင်းသားမင်းသမီးတွေကတော့ဟိုတယ်မှာထားတယ်၊တာမန်ကတော့နေပြီးတော့စီပဲမှာထားတယ်၊လမ်းစည်းကကားစင်လုံးငှားတယ်။ ဇယိတ်အကုံလုံးကစီးပွားရေးသမားတွေကကြာခန္ဓာတက်နေစီးပွားရေးလုပ်နေတဲ့စီးပွားရေးသမားတွေကအကုံခန္ဓာအရင်ခီးစင်တွေအတိုင်းမှာပဲကြိုးဆိုရေးကဟုနေပြည်တော်ဆွေဘက်တရင်ရှင်မြက်ကပြောဆိုပါရယ်မင်းအွန်လိုင်းပြပခီးစင်မှာပြန်လာတိုင်းရန်အောင်စိုးမြတ်သူစားဂျင်းတောင်ခန့်စီသူမေတန်းနု မေတင်စာဦးစသည်စစ်တပ်ဘက်တော်သားတယုတ်ဆောင်ဟာတာလူရှင်တော်နဲ့အစိုးရတချို့ကလာရောက်ကြိုးဆိုလေးရှိပြီးမဘာသာနဲ့အမျိုးသားရေးအစွန်းရောက်များကလည်းငွေကြေးရသဖြင့်လာရောက်ကြိုးဆိုကြကြောင်းသိရပါရယ် တို့ပြင်စစ်တပ်ကမင်းအောင်လိုင်းကိုကျိုးဆုံရေးအတွက်နန်းစီလျံဝန်ထမ်းများနဲ့မိသားစုများကိုလည်းစင့်ခေါ်လေးရှိပြီးယနေ့ပြန်လည်ရောက်ရှိမီပြပခီးစဉ်အတွက်လည်းနန်းစီလျံများကိုလမ်းရောက်ကျိုးဆုံခိုင်းထားကြောင်းသိရှိရပါသည်။မင်းအောင်လိုင်းကိုကျိုးဆုံရေးအတွက်ငွေကြေးကုန်ကြမ်းမှုများကိုစစ်တပ်လောက်ခဲမြမစီပွားရေးဥပိုင်းမြမစီပွားရေးကော်ပိုရေးရှင်းတို့နဲ့အတူစီပွားရေးတွဲဖက်လုပ်နေကြတဲ့စီပွားရေးသမားများကအများဆုံးအကုန်ကြမ်းငွေစိုက်ထုတ်ပေးကြောင်းသိရှိရပါသည်။ ဥပိုင်တို့ MEC တို့ကခမားတို့ဒါတော့အကုန်ကြခံလိုက်ဆိုပြီးမိဖက်စည်းဝါးရေးသမားတွေကိုငွေထုတ်ခိုင်းတာဟိုကလည်းဒီလောက်ကတော့ထုတ်တာပေါ့ပြန်ရတာကများတော့စိုက်ထုတ်ပေးတယ်ဒီနိုင်ထုတ်တာကအစအကုန်စည်းဝါးရေးသမားတွေကအကုန်ကြခံတာဟုနေပြီးတော့စစ်ဘက်တရင်ရှင်မြစ်ကပြောပါရယ်အကြမ်းဖက်မင်းအောင်လိုက်သည်စက်တင်ဘာ24ရက်နေ့မှစက်တင်ဘာ29ရက်နေ့ထိရုရှားနိုင်ငံသို့တွားရောက်နေခြင်းဖြစ်ကြောင်းသိရပါရယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စေယုစုကနျူကလ িয়ার နည်းပညာကိုငြိမ်းချသောအရက်ဘက်အသုံးပြုမှုအတွက်အသုံးပြုမှာမဟုတ်ဘူးလို့ကုလဆိုင်ရာမြန်မာတမ်းမဲကြီးပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကိုအလုံးစုံပျက်စီးဆုံးရှုံးရုပ်ရင်းမှုတွေတွန်းချခဲ့တဲ့စေယုစုဟာနျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းသောအရက်ဘက်အသုံးပြုမှုအတွက်အသုံးပြုမှာမဟုတ်ဘူးလို့အမြဲတမ်းကိုယ်စားလှယ်တမ်းမကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂမှာပြောပါရတယ်။ စက်တင်ဘာ26ရက်ကနယူးယောက်မြို့ရှိကုလသမဂ္ဂဌာနချုပ်မှပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂထွေထွေညီလာခံရဲ့အပြည့်ပြည့်ဆိုင်ရာနျူကလ িয়ার လက်နက်အလုံးစုံဖြတ်သိမ်းရေးနေ့အထိမ်းအမဲ high level မျက်နှာစုံကြီးစည်းဝေးမှာမြန်မာအတမ်းမဲကြီးဦးကျော်မိုးထွန်းကမိန့်ခွန်းပြောကြားခဲ့တာပါ ပြည်သူပြည်သားတွေပေါ်လွန်စွာဆိုးရွားသောစစ်ရာဇုံမှုတွေကျွလွန်နေတဲ့စေအုပ်စုဟာအရက်ဘက်စစ်ဘက်နှစ်မျိုးအသုံးပြုနိုင်တဲ့နျူကလ িয়ার နည်းပညာကိုအရက်ဘက်အသုံးပြုမှုအတွက်သာဆောင်ရွက်မှာမဟုတ်ဘူးလို့တန်အမတ်ကြီးကကုလအဖွဲ့ဝင်နိုင်ငံတွေကိုအသိပေးပါတယ်ပြီးခဲ့တဲ့ရွေးကောက်ခံရက်သားဆိုးရလက်ထက်မှာမြန်မာနိုင်ငံဟာနျူကလ িয়ার လက်နက်စံတမ်းမှုပိတ်ပင်ရေးဆိုင်ရာစာချုပ် CTBD ကိုအတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်းနဲ့နျူကလ িয়ার လက်နက်တောင်စီပိတ်ပင်ရေးဆိုင်ရာစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ခြင်းတို့ဟာနျူကလ িয়ার လက်နက်လုံးဆောင်ဖြတ်သိမ်းရေးဆိုတဲ့ ်စုပေါင်းရည်မှန်းချက်ပြည့်ရည်အတွက်တိုးတက်မှုရှိစေခဲ့တယ်လို့တမ်းမက်ကြီးကဆိုပါတယ်ဒါပေမဲ့2020ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့တရားမဝင်အာဏာသိမ်းမှုကြောင့်နျူကလ িয়ার လက်နက်တောင်းစီပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNW ကိုအတူပြုလက်မှတ်ရေးထိုးရေးအစီအစဉ်တွေရပ်ဆိုင်သွားခဲ့ရပါတယ် နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးအစီအစဉ်တွေတိုးတက်မှုမရှိခဲ့တဲ့အပြင်တရားမဝင်အာဏာသိမ်းစစ်တပ်ဟာမြန်မာပြည်သူတွေပေါ်လေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကိုအဆက်မပြတ်ဇက်တိုက်ပြင်းထန်စွာကျူးလွန်နေတယ်လို့တမ်မဲကြီးကကုလအဖွဲ့ဝင်နိုင်ငံတွေကိုအသိပေးပါတယ်။တချိန်ထဲမှာတရားမဝင်အာဏာသိမ်းစစ်အုပ်စုဟာအနေနဲ့ဖြစ်စေနိုင်တဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုယူမှန်ချက်ကိုဆက်လက်လုံဆောင်နေပြီးငြိမ်းချမ်းစွာအရက်ဘက်အသုံးပြုဖို့အမိတက်ကနျူကလ িয়ার လက်နက်ပိုင်နိုင်ငံကြီးတနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်ဆောင် င်ရွက်လာတယ်လို့ဆက်လက်အတည်ပြုပါရယ်ဒီစက်တင်ဘာနောက်ဆုံးပတ်မှာပဲအာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာရုရှားနိုင်ငံမော်စကိုမှာကျင်းပတဲ့ကမ္ဘာအနုမျိုးသတင်းပတ်ဖိုရမ်ကိုတက်ရောက်ခဲ့ပြီးရုရှားနိုင်ငံနဲ့နျူကလ িয়ার ပူးပေါင်းဆောင်ရွက်ဖို့စူးစမ်းနေပါရယ် ဒါအပြင်အာနာသိန်းစေယုစုဟာဒီနှစ်ကုန်မှရွေးကောက်ပွဲတည့်ရဲ့ကျင်းပဖို့ပြင်ဆင်နေပြီးစေယုစုရဲ့အတူရောင်ရွေးကောက်ပွဲလုပ်ငန်းအတွက်နိုင်ငံတကာမှပံ့ပိုးကူညီမှုတစုံတရာပေးအပ်ခဲ့ခြင်းဟာစေယုစုရဲ့အနေအကြီးမာတဲ့နျူကလ িয়ার ရည်မှန်းချက်ကိုပြင်မိစေရတဲ့အစဉ်တစဉ်နှီးကပ်သွားစေမှာဖြစ်တယ်လို့တမ်းမကြီးဦးကျော်မိုးထွန်းကကမ္ဘာနိုင်ငံတွေကိုသတိပေးပါတယ်ပြီးခဲ့တဲ့2020ခုနှစ်မှာကျင်းပခဲ့တဲ့လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲရလဒ်ကိုအလေးမထားပဲဒီမိုကရေစီကြကြပြည်သူတွေရွေးချယ်ခဲ့တဲ့အစိုးရကို တရားမဝင်အာဏာသိမ်းဖိရှားခဲ့တဲ့စေအုပ်စုဟာလွတ်လပ်တရားမျှတ၍အလုံးပါဝင်သောရွေးကောက်ပွဲကိုကျင်းပမှာမဟုတ်ဘူးလို့လည်းတန်မဲကြီးကပြောပါရယ်။ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မြန်မာပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့အနာဂတ်ဆုံးရှုံးမှုတွေကိုတားဆီးပေးနိုင်ရေးအတွက်တရားမဝင် အာဏာသိမ်းစေအုပ်စုကိုလက်နက်ခဲရန်တိုက်လေရင်စီနဲ့အရက်ပဲစစ်ပဲနှမျိုးသုံးပစ္စည်းတွေစီစဉ်ထောက်ပံ့မှုများကိုချက်ချင်းပိတ်ဆို့ရပ်တန့်ပေးဖို့တန်မဲကြီးကထက်လောင်းတောင်းဆိုကြောင်းသိရှိရပါရယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောင်မဲမိုင်းတင်းမှာ SSBB အစည်းအဝေးခေါ်ပြီးနောက် TNL ကိုရွာထဲမနေဖို့ရွာကန်တွေဆန္ဒပြမိုင်းတင်းမှာ SSBB အင်အားဖြည့်ပြီးစစ်ဆေးတင်းကျပ်မှုဆလုပ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ကကြောင်မဲမြို့ဘက်ကိုထိုးစစ်ဆင်နေချိန်တန်းတက် PSN နဲ့ TNL ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့အနီးမှာရှိတဲ့မိုင်းတင်းကျေးရွာထဲမှာရှမ်းပြည်တပ်တရေပါတီ SSBB ကရွာကန်တွေကိုအစည်းအဝေးခေါ်ပြီးနောက်ရွာထဲရှိ TNL ကိုကျေးရွာထဲမနေဖို့ရွာကန်တွေဆန္ဒပြ ခဲ့ကြတယ်လို့စုံစမ်းသိရပါတယ်ဖြစ်စဉ်ဟာမနေ့ကစက်တင်ဘာ28ရက်နေ့လယ်ပိုင်းကမိုင်းတင်ကျေးရွာထဲမှာ SSPB ကရွာကန်ဒီကိုအစည်းအဝေးခေါ်ပြီးမိုင်းတင်ရွာဝင်ထွက်ကိုပိတ်ဆို့ခဲ့ပါတယ် အဲ့ဒီဈေးဝေးပြုတ်လို့ပြီးနောက်တနေ့စက်တင်ဘာ28ရက်မနက်ပိုင်း9:00နာရီချိန်ကစပြီးမိုင်းတင်းရွာကန်60ဝန်းကျင်ဟာ TNL ကိုခြေရွာနီဂိတ်မချဖို့ဆန္ဒပြခဲ့ကြတယ်လို့ TNL နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တွေစီကသိရပါတယ်။ SSBB စစ်သားတွေနဲ့ပြည်သူလူထုအယောက်60လောက်ကဘိန်းခါဂိတ်ကိုဖျက်ဆီးပြလိုက်တာ TNL ကိုရွာထဲမနေရဘူးဆိုပြီးတော့ဂိတ်ဖျက်ဆီးပြလိုက်တယ် TNL ထွက်မသွားသေးတော့ SSBB ဘက်ကအင်အားဖြည့်ပြီးတော့ TNL ကိုဝိုင်းလိုက်တဲ့အထက်လူကြီးကပြည်သူလူထုလည်းပါ တယ်ဆိုပြီးတော့ဘင်္ဂါစကန်ကနေထွက်ခိုင်းတာဟုဆိုပါတယ်မနေ့ကစက်တင်ဘာနေ့လည်းစက်တနားအချိန်မှာအထက်လူကြီးအမိန့်ပေးမှုနဲ့ TNL ကစကန်းကနေပြန်လည်ထွက်ခွာသွားခဲ့ရတယ်လို့နီးစပ်သူတွေစီကသိရပါဗျ။ ကျွန်တော်တို့ဘက်ကသူတို့နဲ့တွေ့ဆုံဖို့ဆွေးနွေးဖို့ပေါ့ပြောတယ်အဲ့ဒါကိုသူတို့ဘက်ကဘလို့မှလက်မခံခဲ့ဘူးလို့ဆိုပါတယ် TNL gate ကိုဖျက်ဆီးလိုက်တာဟာစစ်ကောင်စီရဲ့လေကြောင်းရန်ကနေလွတ်ဖို့ဖြစ်တယ်လို့ဆန္ဒပြပွဲမှာပအဝင်သူအချို့ကပြောပါတယ်ကြောင်မဲနယ်ပြင် TNL ထိန်းချုပ်ထားတဲ့မိုင်းငေါ်မျိုးဘက်ကိုလည်း SSPB တပ်ကဝန်ဟန်းကနေအင်အားဖြည့်တင်လျက်ရှိပြီး TNL အပါအဝင်ပြည်သူတွေရဲ့တွန်းလာမှုတွေကို တင်းကျပ်ကန့်သက်လာတာမျိုးတွေရှိတယ်လို့ TNL နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေစီကသိရှိရပါတယ် မြေပြင်ကရရှိတဲ့သတင်းချက်လက်ကိုအတည်ပြုနိုင်ဖို့ရှမ်းပြည်ဒုတက်ရေးပါတီ SSPB SSA ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးဆိုင်စုကိုသတင်းဌာနအနေနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဆက်ပိတ်ထားပြီးဘုံမူကြီးနော်လေးကိုဆက်သွယ်ရမှာတော့အခမ်းအနားပြုလုပ်နေတာ ခေတ္တကြောင့်ပြန်လည်ဆက်သွယ်မယ်လို့ပြောဆိုကြောင်းသိရပါတယ်။လက်ရှိစက်ကောင်စီတပ်ဟာကြောင်မဲမျိုးအနည်းကိုရောက်ရှိလာပြီးတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ကြောင်မဲမျိုးတွေကိုဝေရောက်ဖို့စစ်ကြောင်းနှစ်ကြောင်ခွဲပြီးစစ်ကောင်စီဘက်ကထိုးစစ်ဆင်နေတယ်လို့မြေပြင်တရင်ရင်းမြစ်တွေထံကသိရှိရပါတယ်။